အဲမင်းစနေရကြီးကနောက်ထပ်ထပ်ပြီးတော့ရုပ်ရှင်ရိုက်ဖို့လည်းရှိပါသေးတယ်ရှင်ဟုတ်ကဲ့ဒါကတော့နောက်လာလည်းမှရိုက်မယ်ရုပ်ရှင်ဇာတ်ကားပေါ့နော်အဲ့ဒီဇာတ်ကားကကိုနေတို့ရဲ့မခွေးရဲ့ဒါရိုက်တာကတော့ကိုမင်းဆက်ဖြစ်ပါရှင်ဟုတ်ကဲ့ဟုတ်တော့အကြီးလေးပြောလို့ရတာကိုရဲ့ဒါရိုက်တာအဲကီကာရက်တာကတော့ဒါရိုက်တာရဲ့စိတ်ကြိုက်ပေါ့နော်ဒါရိုက်တာကတော့သူမပြောသေးခြင်းသေးဘူးဖွက်ထားတယ်ဆိုတော့ဒါရိုက်တာအရင်ပြောမှပဲကြည့်ကပြောလို့ရမှာရှင်ဟုတ်ကဲ့ အရန်ကြီးကြတယ်မဟုတ်ကြည့်ရတော့တော်တော်ကြိုက်တယ်ဟုတ်ရိုက်တဲ့ဟာလေ तू อ่ะအရန်အချိန်ပေးတယ်စိတ်တအားနှစ်တယ်ပေါ့နော်အိမ်ပြန်လာပြီဆို तू ကားရက်ပြီးလို့ရှိရင်လုံးဝ flat ပြရပြီးတော့လေတကားပြင် तू နောက်တကားကို तू ဆက်မကူးနိုင်ဘူးပေါ့နော်အရန်ကြိုးစားတယ်မဟုတ်အရန်ထဲတာပေါ့နော်တစ်ချိန်လုံးအလုပ်ထဲမှာပဲခေါင်းစိတ်ကအပြည့်နေတာလေဟုတ်ကဲ့အိမ်မှာဆိုမကိတာဘလို့လေးလိုချင်တာလို့ဆိုပြီးတော့ item ကိုလည်းကြိုးပြီးတော့တင်ထားနေတယ်ပေါ့နော်ဒါကတော့စင်းပေါ်ရရင်တော့ဒါကိုယ်ဆရာလေးဆရာဆိုတော့သူ့ရဲ့ တင်ပြောင်းမှုတိုင်းပဲပေါ့လိုက်ပြီးလို့ဖြစ်မှာပါဟုတ်ကဲ့အဲဟုတ်အဒီကားကအခုဒီကီလိုမော်ရုပ်ရှင်ထုတ်လို့ရရနေရိုက်မှာဆိုတော့ပရိုဂျူဆာကလည်းကြီးပဲပေါ့နော်ကိုကပရိုဂျူဆာလည်းလုပ်မယ်ကားထဲမှာလည်းကိုကဝင်ပြီးတော့တေးဥဆောင်မယ်ပေါ့နော်ဟုတ်ကဲ့

နေတိုင်းနေမအိညာမအိကိုသူကားလဲကိုယ်တိုင်းဆက်တယ်တချင်းနေလဲသူကိုယ်တိုင်းဆိုရဲပေါ့အတန်းလဲအရင်ကောင်းတယ်တချင်းဆိုပြီးတိုင်းမခေတာတချင်းလေးကိုနားထောင်ပေးပါအောင်ဆိုတော့တချင်းလဲအမြင်နဲ့နားထောင်ခိုင်းတယ်ကားဆက်ပြီးလို့ရှိရင်လဲကားဆက်နေတဲ့အချိန်လဲအမြင်နဲ့လာကြည့်ပေးပါအောင်ဆိုတော့လေကိုယ်အမြင်နဲ့ကြည့်ပြတာပေါ့နော်အဲ့တော့သူအရင်စိုးစားတာဖြစ်တဲ့အတွက်ကိုယ်မောင်လေးကိုပြီးတဲ့ပို့ပြီးတော့ပို့ပြီးတော့အရင်အောင်မြင်စေချင်တယ်ပို့ပြီးတော့လဲသူချစ်ခင်ပေးချင် ါတယ်မင်းစနစ်ကိနေမမတွေ့ဖြစ်တာအောင်ဆိုရင်ရိုက်မဲ့ရုပ်ရှင်ကအတွက်ပဲစကားပြောကြရင်လည်းဆက်တွေ့ဖြစ်တာပါအဲမင်းစနစ်ရာကိကနောက်ထပ်ထပ်ပြီးတော့ရုပ်ရှင်ရိုက်ဖို့လည်းရှိပါသေးတယ်ရှင်ဟုတ်ကဲ့ဒါကတော့နောက်လာလည်းမှရိုက်မဲ့ရုပ်ရှင်ဇာတ်ကားပေါ့နော်အဲ့ဒီဇာတ်ကားကကိုနေတို့ရဲ့မခွေးရဲ့ဒါရိုက်တာကတော့ကိုမင်းဆက်ဖြစ်ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့အကြီးလေးပြောလို့ရတော့ကိုယ့်ရဲ့ character အဲကိ character ကတော့ writer ရဲ့စိတ်ကြိုက်ပေါ့နော် writer ကတော့သူမပြောသေးခြင်းသေးဘူးဖွက်ထားတယ်ဆိုတော့ writer အရင်ပြောမှပဲကိကပြောလို့ရမှာရှင်ဟုတ်ကဲ့ ်အရန်ကြီးကြတယ်ဟုတ်ကဲတော့တော်တော်ကြိုက်တယ်ဟုတ်ရိုက်တဲ့ဟာလေ तू อ่ะအရန်အချိန်ပေးတယ်စိတ်တအားနှစ်တယ်ပေါ့နော်အိမ်ပြန်လာပြီဆို तू ကားရက်ပြီးလို့ရှိရင်လုံးဝ flat ပြရပြီးတော့လေတကားပြင် तू နောက်တကားကို तू ဆက်မကူးနိုင်ဘူးပေါ့နော်အရန်ကြိုးစားတယ်ဘူးအရန်ထဲတာပေါ့နော်တစ်ချိန်လုံးအလုပ်ထဲမှာပဲခေါင်းစိတ်ကအပြည့်နေတာလေဟုတ်ကဲအိမ်မှာဆိုမကိတာဘလို့လေးလိုချင်တာလို့ဆိုပြီးတော့ item ကိုလည်းကြိုးပြီးတော့တင်ထားနေတယ်ပေါ့နော်ဒါကတော့စင်းပေါ်ရအောင်တော့ဒါကိုယ်ဆရာလေးဆရာဆိုတော့သူ့ရဲ့ တင်ပြောင်းမှုတိုင်းပဲပေါ့လိုက်ပြီးတော့လုပ်ဖြစ်မှာပါဟုတ်ကဲ့အားလုံးကတော့အစ်စ်ပဲဖြစ်ဖြစ်အဟောင်းဖြစ်ဖြစ်သူလိုချင်တဲ့ပုံစံအော်ဒါရိုက်တာကတော့ဒါတဲ့ရုပ်ရှင်ရိုက်တဲ့အခါမှာဒါရိုက်တာဆရာပဲဆိုတော့ဟောဒါရိုက်တာလိုချင်တဲ့ပုံစံနဲ့သူ့ဇာတ်ကားကိုသူကဘလို့လေးသူပုံဖော်မဲဆိုသူအမြဲတမ်းအိမ်မှာအတွေးတွေနဲ့အဲ့လိုပြင်နေရပါတော့အဲ့တော့သူလိုချင်တဲ့ character ကိုသူမရရအောင်အကုန်လုံးပြင်ပေးပါတယ်ဟုတ်တယ်ဟုတ်အဒီကားကအခုဒီကီလိုမော်ရုပ်ရှင်ထုတ်လို့ရနေရိုက်မှာဆိုတော့ producer ကလည်းကြည့်ပဲပေါ့နော်ကို producer လည်းလုပ်မယ်ကားထဲမှာလည်းကိုဝင်ပြီးတော့သူ့ဆောင်မယ် ဟုတ်ကဲ့အဲကရော့လေးတင်းအောင်ဆောင်တယောက်နေနေတော့ကိုကတော့အစ်စ်ပါအစ်စ်ဆိုတော့အများကြီးလိုပါသေးတယ်เนาะအများကြီးလည်းကြိုးစားရအောင်မှာဆိုကိုရဲ့ဟိုရှီယာစီနီယာကိုမရီရလည်းကိုအကုန်လုံးလက်တွဲပြီးတော့ခေါ်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒါဒရိုက်တာကတော့သင်ပေးတဲ့အတိုင်းပဲကိုကအကောင်းဆုံးကြိုးစားမှာပါဟုတ်ကဲ့ကိုအစ်စ်တယောက်ဆိုရင်လည်းကိကမရိုက်ဘူးလားမဟုတ်ဘူးဆိုတော့လည်းရိုက်ဖို့တယ်ဒါမရိုက်ဘူးလားဆိုတော့အများကြီးရိုက်ဘူးမရလားဆိုတော့အများကြီးမရိုက်ဘူးဒါပေမဲ့ကိုရိုက်ဘူးတဲ့တကားပဲဖြစ်စေနှစ်ကားပဲဖြစ်စေနှစ်ကားသုံးကားရှိတယ်အဲ့ဒီရှိတဲ့ကားလေးနဲ့ကိုဘာပဲလုပ်လို့ကိုမှုသမီးအလုံးလေးတွေအရာထင်တဲ့အတွက်တော့ဝမ်းသာပါ ကဲနင်းစစ်တဲ့အမှုပညာနဲ့ပတ်သက်တဲ့အမှတ်ရကတော့ဒီကကတော့ပမာဆုံးပေါ့နော်ကီလိုရိုက်မဲ့ဇာတ်ကတော့ပမာဆုံးပါအမှုပညာအနေနဲ့ကတော့မရှိပါဘူးမြန်မာမိသားစုမော်နမတွေဆိုတော့အဲ့လိုမျိုးရှိပါတယ်ဆိုတော့ဒါတော့ဟိုဒရိုက်တာတိုင်းမှာပဲမကြိုက်မချင်းမလုပ်ဘူးပေါ့နော်မကြိုက်မချင်းမလုပ်ဘူးဆိုတော့ပုတ်လဲကြတယ်ဒီလိုပဲပေါ့မော်နမော့လိုပါပဲမော်နမော့လိုပဲဆိုတော့သူကတော့စကားပြောရင်တားတာတားဆိုမဲ့ကိုကတော့မောင်လေးလိုပဲပေါ့နော်မောင်လေးအိမ်မှာတော့မောင်လေးမကီအမြဲတမ်းဒီလိုပဲတိုင်ပင်ဖြစ်ပါတယ်ဟုတ်ကဲ့ ဟုတ်တယ်အမှုပညာနဲ့ပတ်သက်ရင်လောဘလည်းကြီးတယ်အရင်လဲ YouTube ပဲပေါ့အဓိကတော့ YouTube တာပါအမှုပညာကိုလေသချင်းဆိုတာဆိုလို့ရှိရင်ကိုကိုရိုင်းလည်းဆိုရဲဆိုတဲ့သချင်းနိုင်ရုံကိုလည်းပဲသင်ချာဒီဥပဆိုင်နဲ့အကုန်လုံးဆိုရဲအဲဇလန်းလည်းသူဇလန်းတွေလည်းအရင်ကောင်းတယ်သူရေးတဲ့ဇလန်းတွေလည်းလေဟုတ်ကဲ့ဒါလည်းအခုကီလိုရိုက်မယ်မော်ရုပ်ရှင်ထုတ်လို့ရရဲ့ဇကာကလည်းဇလန်းကလည်းမိဆက်တက်ပါဇညော့ရောမအင်ဂျင်ဟာ ကဲကဲရှင်ဟောမောင်လေးမြစ်ဆက်ကိုလည်းပဲသူနောက်ထပ်ထပ်မဲ့ထပ်ပြီးတော့လေရိုက်ထားတဲ့ရုပ်ရှင်ကားရေးလည်းအများကြီးရှိပါတယ်နောက်ထပ်သူ့ရဲ့ကားကောင်းတွေလည်းအများကြီးထွက်လာအောင်ပါဆလန်ဒရီလည်းရှိနေပါတယ်အဲ့တော့သူ့ရဲ့ကားကောင်းတွေအများနဲ့ထွက်လာတဲ့အခါကျလို့ရှင်လည်းအရင်ထပ်ပို့ပြီးတော့ချစ်ခင်ပြီးတော့လည်းအားပေးပါအောင်ဟိုကောင်းတဲ့ဘက်ကနေရောပေါ့နော်အရာရာအလုံးကိုဝေဖန်ပြီးတော့ဟိုကိုမိသားစုနဲ့မချားချစ်ခင်ပါအောင်လို့မြစ်ဆက်ကိုလည်းဒါကိုအပ်တယ်ဆိုတာထက်လည်းပို့ပြီးတော့ဟိုအပ်ပေးပါတယ်ရှင်ဟုတ်ကဲ့ကိုချစ်ခင်ပေးပါအောင်ရှင်ကျေးဇူးပါကျေးဇူးပါရှင် thank you